လက်နက်မဲ့အရက်သားပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်ပြီးသူရဲကောင်းတွေလိုဟစ်ကျွေးနေတဲ့စေအုပ်စုဟာအာရခတ်တတော်အေအေကိုတော့အင်မတန်ကြောက်တယ်လို့သတင်းကြီးပါရယ်။30နှစ်ခွန်စစ်စင်ကြီးနဲ့အတူအေအေရဲ့မြို့သိမ်းတိုက်ပွဲတွေမှာဒူးထောက်အညံ့ခံခဲ့ရတဲ့ဗိုလ်မှူးချုပ်တွေထောင်ချီတဲ့စစ်တုံးပန်းတွေရဲ့တွင်ပြင်တွေကစေအုပ်စုပုံရိပ်ကိုအကြီးအကျယ်အထင်အားစေခဲ့ပါရယ်။အာနာသိန်းကောင်းဆောင်အနီနဲ့အေအေကိုလက်နက်ရှာဖို့စစ်တုံးပန်းပုံမှူးတရှိုးကပြန်ပြောရတဲ့အထိအေအေကလည်းလက်တံပြောက်ပါရယ်။ အေးအေးနဲ့ရင်မဆိုင်ရဲလို့ပြေးသူပြေးလက်နက်ရှာသူရှာနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နေကြမှာအကြောက်တရားကြီးစိုးနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလွန်ဆန်လို့မရတဲ့အမိန်ညွန်ကြားချက်တွေကြားထဲမှာဗိုလ်မှူးချုပ်တအူးနဲ့ဗိုလ်မှူးကြီးတအူးကတော့ရခိုင်စစ်မြေပြည်ကို ရှေ့ရှားရပါတော့တယ်။စစ်ဦးစီးတက္ကသိုလ်ကကြောက်ဦးကြီးဘုံမူကျောက်စော်ထိုင်းလက်နဲ့တမ55ဒူးတမမူဘုံမူကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ်။ အေအေရဲ့တိုက်ခိုက်မှုကြောင့်အထိနာနေတဲ့စီရေးဒေတာနှစ်ခုကဘုံမှုကျုပ်နှစ်ဦးနေရာမှာသူတို့ကိုစစ်ကောင်စီကအစားထိုးလိုက်တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့နေဆက်ဒေတာတွေဖြစ်တဲ့ပဲခူးတိုင်း၊မကွေးတိုင်းနဲ့အေယာဝတီတိုင်းကတိုက်ပွဲတွေမှာအထိနာနေတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခါဆက်ခွန်ကစကခဘူဘုံမှုကျုပ်ကြော်စွာလေးနေရာမှာဘုံမှုကျုပ်ဇော်ထိုင်လက်ကို အစားထိုးလိုက်ပါတယ်။ အလားတူစစ်တွေအရှိစဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ကဒါကာစာမှုပုံမှုချုပ်နေမျိုးအောင်အစားပုံမှုကြီးမျိုးမြင့်ဦးကိုတာဝန်ပေးလိုက်တာဖြစ်ပါတယ်။အော်တိုဘာ22ရက်နေ့မှာရှိန်လိုက်တာဖြစ်ပါတယ်။တိုင်းမှုတွေလည်းပါတယ်။စီရင်နေနိုင်ငံရေးကိုပုံစံတစ်မျိုးပြောင်းပြီးကစားမဲ့သဘောဒါပေမဲ့အေအေကွင်းကိုသွားရမဲ့သူတွေကမရှောင်ဘူးလို့နေပြည်တော်တတိယမြစ်ကပြောပါတယ်။ဘုံမှုချုပ်ကျော်စွာလင်းကို မော်ဘီဘိုတင်တန်းကကြောင်းအကြီးအဖြစ်ပြောင်းလိုက်ပြီးဘုံမှုချုပ်နေမျိုးအောင်ကိုတော့တမတော်အုပ်ချုပ်မှုကြောင်းပြည်ဦးလင်ကြောင်းအကြီးအဖြစ်ပြောင်းလိုက်ပါတယ်။အောက်တိုဘာ22ရက်နေ့ကယာရုအပြောင်းအရွှေ့ပြုလုပ်တဲ့ဖြစ်စဉ်မှာအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုစာကခစနစ်စာကခ73နဲ့စာကခ20စာကခမှု3ဦးအပါအဝင်ဘုံမှုချုပ်နဲ့ဘုံမှုကြီးအစ်စင်တွေ30နီးပါးပါဝင်ပါတယ်။ စကကစကွန်ဟာရှမ်းပြည်နယ်တောင်ပိုင်းမှာအရှိဆိုင်တာဖြစ်ပါတယ်။မကွေးတိုင်း၊ပဲခူးတိုင်း၊အေယာဝတီတိုင်း၊ရခိုင်ပြည်နယ်နဲ့နေဆက်ဒေသတိုက်ပွဲတွေမှာအေအေကိုဆစ်ရှုံးနေတဲ့တမ69အစားပြီးခဲ့တဲ့ဩဂုတ်လကစပြီးစကကစကွန်လက်အောက်ခံတပ်ရင်းတွေကိုစစ်ကောင်စီကပို့ဆောင်ပြီး ခုခံစီခဲ့တာဖြစ်ပါတယ်။အေရဲ့ထိုးစစ်ကြောင့်စကမ်းမှုတွေဆက်လက်လွတ်ခဲ့ရတဲ့အတွက်တမ69တမမှုဘူကြီးတင်မောင်ကျော်ကိုတော့ အာနာသိန်းစစ်ကောင်းဆောင်ကအသုံးမချဘူးဆိုတဲ့အထာနဲ့ဖန်စီအရေးယူခဲ့ပါတယ်။ရခိုင်ပြည်နယ်ဆက်ဆက်နေတဲ့မကွေးတိုင်းနယ်ကနရိတ်ကံပြူဟာတိုက်ပွဲအမ်ဘတန်လန်တိုက်ပွဲ ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်ဆက်နေတဲ့တောင်ကုတ်ပဒေါန်းလန်တိုက်ပွဲရခိုင်ပြည်နယ်နဲ့အေယာဝတီတိုင်းဆက်ဆက်နေတဲ့လေးမျက်နှာမျိုးနယ်ကတိုက်ပွဲတွေမှာစကားခါစက်ကွန်လက်အောက်ကတရင်တွေရောက်ရှိလာပြီးတိုက်ခိုက်နေပေမဲ့အေအေနဲ့ပူးပေါင်းတပ်တွေထိုးစစ်ကြောင်းအထင်အားနေပြန်ပါတယ်။ အဲ့ဒီအချိန်မှာစကခဆက်ခွန်စကခမှုအပြောင်းအရွှေ့ဖြစ်လာတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာတည်ယူပူကျန်နေတဲ့ကြောက်ပြုံနယ်မှာအောင်မျိုးနယ်နဲ့အတူလာပေါင်းများစွာဝန်းရံပိတ်ဆို့ထားတဲ့စစ်တွေမျိုးကိုလည်းအောက်တိုဘာလဇန်ပိုင်းကစတင်ပြီးအေအေကစစ်ရေးအချိန်မြင့်တင်လာပါတယ်။ဒါကစားမှုအနေနဲ့အေအေရဲ့မြို့သိမ်းတိုက်ပွဲတွေကိုလေ့လာပြီးခုခံတိုက်ခိုက်ခြင်းမပြုတော့ဘဲလက်နက်ရှာဖို့ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာတော်လိုင်းအင်အားစုတွေကတိုက်တွန်းခဲ့ကြပူပါတယ် အဲ့ဒီတဲ့တင်တွေလူမှုကွန်ရက်ပေါ်ထွက်လာပြီးရက်အနည်းငယ်ကြာမှပဲစစ်တွေဓာကစားမှုကိုအပြောင်းအလဲပြုလုပ်လိုက်တာလည်းဖြစ်ပါတယ်။အေးအေးဟာတစ်ဆယ်နှစ်ကွန်စစ်စင်ရေးတဲမှာစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်လေးဦးဒုတိယဗိုလ်မှူးကြီးတအူးကိုစစ်တုံးမှန်အနေနဲ့ဖမ်းဆီးထားပါတယ်။ဗိုလ်မှူးချုပ်တအူးပျောက်ဆုံးနေပြီးဗိုလ်မှူးကြီး၅ဦးသေဆုံးခဲ့ပါတယ်။ရခိုင်စစ်မြေပြင်မှာအေးအေးလက်ထဲအဆွဲကျိုးထားတဲ့စစ်ကောင်စီထိတ်တန့်အရာရှိစရင်တွေကဒီလိုရှိပါတယ်။ 2024ဒီဇင်ဘာလကအေအေရဲ့ဂွားမြို့တိုင်းတိုက်ပွဲမှာတမ20နှစ်တမမူဘုံမူကြီးအောင်နေမျိုးနဲ့တမ17တမမူဘုံမူကြီးတန်းဆိုးဝင်းတို့တေဆုံးခဲ့ပါတယ်2024ဒီဇင်ဘာ10ရက်ကမောင်တော်မြို့နေကြာဆောင်တပ်ဖွဲ့ခွဲနာခခငါးကိုတင်ယူခဲ့တဲ့တိုက်ပွဲမှာဗိုလ်မှူးကြီးအောင်နေမျိုးတေဆုံးခဲ့ပါတယ်။ ပိုမူကြီးအောင်နေမျိုးဟာလက်အောက်ငယ်သားတွေနဲ့အတူရွှေတွေနဲ့ပတ်စံနေယူပြီးထွက်ပြေးစင်မှာအေအေတပ်ဖွဲ့ဝင်တွေနဲ့ထိတိုက်တွေ့ပြီးပြစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။အလားတူမောင်တော်မြို့သိန်းတိုက်ပွဲမှာဘူးတီတောင်မြို့အမတ်ဆန်ကစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခဆန်ကစကခမှုဘုံမူကျုပ်သူရိန်ထွန်းကိုအေအေကအရှင်ဖမ်းမိခဲ့ပါတယ်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာစစ်တုံ့ပန်းအနေနဲ့အကြောက်လွန်နေတယ်လို့အေအေစဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AR သတင်းဌာနနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ဒါအပြင်2025ဒီဇင်ဘာ20ရက်ကအမျိုးအရှိစိတ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခကိုတည်ယူတဲ့တိုက်ပွဲမှာဒုတိယတိုင်းမူဗိုလ်မှူးချုပ်တောင်ထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းတို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။ စစ်ကောင်စီကောင်းဆောင်နေအနေနဲ့အတိတရားရပြီးလက်နက်ရှာဖို့အရက်သားပြည်သူတွေကိုမတက်ဖြတ်ဖို့ဗိုလ်မှူးချုပ်ကျော်ကျော်တန်းကရုတ်တံကတဆင်တိုက်တွန်းခဲ့ပူပါရယ်။အေအေထန်ဒူးထောက်ခဲ့ရတဲ့နောက်ထပ်ဗိုလ်မှူးချုပ်ကစကခကိုဗိုလ်မှူးချုပ်ဇော်မင်းထွန်းဖြစ်ပါရယ်။2024ဖေဖော်ဝါရီလဆန်းပိုင်းကကျောက်တော်မျိုးကနေစစ်တွေမျိုးကိုရေတက်စစ်သမောတွေနဲ့ကလတမြစ်ကြောင်းအတိုင်းထွက်ပြေးစင်မှာအေအေစစ်တီတော်တွေကလိုက်လံတိုက်ခိုက်ရှင်မုံဖမ်းဆီးခဲ့တာဖြစ်ပါရယ်။ ဒါကြောင့်ဗိုလ်မှူးချုပ်စော်မင်းထွန်းဟာအေအေဖမ်းဆီးနိုင်ခဲ့တဲ့စစ်တပ်ဗိုလ်ချုပ်တွေထဲပထမဆုံးဆေးဦးပောက်ခဲ့သူဖြစ်ပါတယ်။သူနဲ့အတူစစ်တပ်အရာရှိကြီးတွေကိုပါ အေအေကအရှင်ဖမ်းမိခဲ့ပါတယ်။မြောက်ဦးမြို့သိန်းတိုက်ပွဲမှာတော့တမစတစ်တက်မမူဗိုလ်မှူးကြီးမင်းမင်းထွန်းသေဆုံးခဲ့ပါတယ်။ပလောဝမြို့သိန်းတိုက်ပွဲမှာကဗိုလ်မှူးချုပ်စင်မျိုးဆွေပျောက်ဆုံးသွားခဲ့ပြီးသေဆုံးသွားတာလားထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့အေအေကထုတ်ပြန်ခဲ့ပါတယ်။ ဲ့ဒီတိုက်ပွဲတွေထဲမှာနှုံမှုပြူဝါမှုဒုတိယပုံမှုကြီးပညာပိုင်ဆိုတည်ဆုံခဲ့ပါတယ်။အေးနောက်ဆုံးဖမ်းမိခဲ့တဲ့စစ်ကောင်စီအရာရှိကအမှတ်69ရှင်မြန်ဌာနချုပ်ယာယီနီးပြူဝါမှုဒုတိယပုံမှုကြီးကြော်ကြော်သက်ဖြစ်ပါတယ်။နိုင်ရီကံပြူဝါကိုခုခံတဲ့ငဖဲမျိုးနဲ့ကုတ်စီယိုကျွရအနီကတိုက်ပွဲမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ူကလည်းဘုံမူးကျုပ်ကြကြောတန်းလိုပဲအေအေရဲ့စီရေးစွားရည်ကိုရှိကျသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ရှာကြဖို့တိုက်တွန်းသွားခဲ့ပါတယ်။လက်ရှိမှာတော့စစ်တွေမြို့သိမ်းတိုက်ပွဲကိုအေအေကစနစ်တကျပုံဖော်နေပြီးရခိုင်ပြည်နယ်နဲ့နေဆက်တိုက်ပွဲတွေမှာလည်းရလက်ကောင်းတွေရနေတယ်လို့အေအေနဲ့တူတိုက်ပွဲဝင်နေတဲ့မဟာမိတ်ရဲဘော့တရှိုးကပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့နေဆက်ဒေသတွေမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်နေသလိုမူလရင်မှန်းချက်အတိုင်းစစ်ရေးအောင်မြင်တဲ့အထိမျိုးသိန်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့ AA ကထုတ်ထားပါဗျ။တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့အတူရခိုင်ပြည်နယ်အတွင်းထိုင်းရှုံမျိုးနယ်တွေကပြည်သူတွေလည်းစစ်ရေးတတိရှိကြဖို့ AA ကတိုက်တွန်းထားပါဗျ။ အေးအေးလက်ဆက်တမ်းမဲ့မြို့သိန်းစစ်စင်ရေးတွေနဲ့အတူလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့စီရေးမြေပြင်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ငရေကံပဲလို့စီရေးတည်ရင်မြေကပြောပါတယ်။